အာရှမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အဆင့်အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့အခုနှစ်ရာသီ AFC Women Champions League ပြိုင်ပွဲပွဲစဉ်တွေအားလုံးကို SkyNet ကနေတရားဝင်တိုက်ရိုက်ထုတ်လင်းပြသသွားမှာဖြစ်ပါတယ်။2025-26ရာသီ AFC Women Champions League ပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြု ISP အမျိုးသမီးအသင်းအပါအဝင်တပ်ဆိုင်ရာအာရှအဆင့်အမြင့်ဆုံးကလပ်အသင်းစုစုပေါင်း12သင်းပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်။အခုရာသီပြိုင်ပွဲအတွက်အုပ်စု A မှာ Australia Club Melbourne City, Vienna Club Ho Chi Minh City ဖိလစ်ပိုင်ကလပ်စတလီယန်လာဂူနာစင်ကာပူကလပ်လိုင်ယွန်စီးတီးစေလာအသင်းတို့ပါဝင်နေပြီးဗီယက်နမ်နိုင်ငံကအင်ရှင်ဖြင့်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စုအေပွဲစဉ်တွေကိုနိုဝင်ဘာလ13ရက်16ရက်နဲ့19ရက်တို့မှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။အုပ်စုဘီမှာတော့လက်ရှိချန်ပီယံတရုတ်ကလပ်အူဟန်ဂျန်ဒါစ်အသင်း၊အီရန်ကလပ်ဘန်ဂါတွန်အသင်း၊အိန္ဒိယကလပ်အရှိဘန်ဂေါအသင်းနဲ့ဥဇဘက်ကစ္စတန်ကလပ်နာဆက်အသင်းတို့ပါဝင်နေပြီးတရုတ်နိုင်ငံကအင်ရှင်ဖြင့်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ အောက်စုပြည်ပွဲစဉ်တွေကိုနိုဝင်ဘာလ18ရက်20ရက်နေ့နဲ့23ရက်နေ့တွေမှာကစားတော့မှာဖြစ်ပါတယ်။အောက်စုစီမှာတော့တောင်ကိုရီးယားကလပ်စုံဝင်အသင်း၊ဂျပန်ကလပ်တိုချိုဗာတီအသင်း၊မြောက်ကိုရီးယားကလပ်နာဂိုရောင်းအသင်းနဲ့မြန်မာကလပ် ISB အသင်းတို့ပါဝင်မှာဖြစ်ပြီးပွဲစဉ်တွေကိုတော့မြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတော့မှာဖြစ်ပါတယ်။အောက်စုစီပွဲစဉ်တွေကိုနိုဝင်ဘာလ9ရက်၊12ရက်နေ့နဲ့15ရက်နေ့တွေမှာရန်ကုန်မြို့သုံးနာဘောလုံးကွင်းမှာရှင်နိုင်ကစားတော့မှာဖြစ်ပါတယ်။ အာရှမျိုးသမီးချန်ပီယံလီအောက်ဆူဆင်ပွဲစဉ်တွေကိုတရက်ကိုနှစ်ပွဲနှုံနဲ့ကစားသွားမှာဖြစ်ပြီးပြိုင်ပွဲသက်တမ်းအပြင်ပြီးခဲ့တဲ့2024-2025ရာသီကမှစတင်ပေါ်ပေါက်လာခဲ့တဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။ AFC Women Champion League ပြိုင်ပွဲရဲ့ပွဲစဉ်တွေအားလုံးကို SkyNet Sport Channel တွေအပြင် SkyNet Application ကနေပါတိုက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်ရှင်။